တထုံမြို့နယ်မိုးကောင်းကျေးရွာမိုးကောင်းစီဒီအနီးရေကောင်မော်လမြိုင်ကားလမပေါ်မှာရှိတဲ့ဒေသအခေါ်မိုးကောင်းတရာဒုတိယအကြိမ်မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီးအဆက်အသွယ်ပြတ်တောက်နေတယ်လို့ဒေသခံတွေထံကသိရပါဗျ။မေ3ရက်ည7:19မိနစ်ခန့်ကအဆိုပါမိုးကောင်းတရာမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ဒေသခံတဦးကပြောပါဗျ။၎င်းကဆက်လက်ပြီးပထမအကြိမ်မိုင်းခွဲခံရုံကထက်အခုတခါကပိုပြင်းနေ ပြန်ပြင်ထားတဲ့တရားဒဇင်လုံးပြည့်စည်သွားတယ်လို့ပြောပါရယ်။လက်တလောရန်ကုန်မော်လမြိုင်ကားလမ်းကြောင်းအဆက်အသွယ်ပြတ်တောက်နေပေမဲ့ပေါင်တထုံပြီးလင်းခရိုင်ချင်းဆက်လမ်းကနေမော်တော်ယာဉ်တွေသွားလာနိုင်သေးကြောင်းနဲ့ကျေးရွာချင်းဆက်လမ်းတွေကလည်းသွားလာနိုင်တယ်လို့၎င်းဒေသခံကဆိုပါရယ်။ မင်းညားကမိုးရွာတော့ရွာလန်းတွေတော့လမ်းပြတ်နိုင်လို့သတိပြုပြီးသွားလာကြဖို့လိုပါတယ်လို့၎င်းဒေသခံကဆက်လက်ပြောပါတယ်။2024ခုနှစ်ဖေဖော်ဝါရီ28ရက်မနက်3:00နာရီခန့်ကတထုံမြို့နယ်မိုးကောင်းကျေးရွာမိုးကောင်းစီဒီအနီးရန်ကုန်မြို့လမ်းမြိုင်ကားလမ်းမိုင်တိုင်အမှတ်135မြင်းဆောင်9နဲ့136မြင်းဆောင်3ညကြားမှာရှိတဲ့တရာအမှတ်၄မြင်းဆောင်136မိုးကောင်းတရာဟာ မိုင်းခွဲဖြက်စီးခံခဲ့ရကြောင်းနဲ့ပောက်ကွဲမှုကြောင့်အလျား38ပေခန့်အကျယ်48ပေခန့်ရှိတဲ့တရားလုံးဝပျက်စီးသွားတဲ့အပြင်တရားနီးဝင်းကျင်မှာရှိတဲ့နေ့တလုံးနဲ့ဈေးဆိုင်ကအများပြပျက်စီးခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။